သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ April 9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရဲ့ကပ္ပဆတ်၁၁တက်ခဲခံရမှုစစ်တပ်အရာရှိနဲ့တပ်သား၁၆ဦးတေဆုံးပြီး၅ဦးဒဏ်ရာရတယ်လို့ US ကထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ17တာဝေးပစ်မီဇိုင်းဒုံးများနဲ့ပြစ်ခတ်တိုက်ခတ်ခံရမှုကြောင့်စစ်တပ်အရာရှိနဲ့တပ်သား16ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့တယ်လို့မြို့ပြအထူးစစ်စင်ရေး USO ကထုတ်ပြန်ပါတယ်။ယင်းပြင်ကပ္ပစ17မှာရှိတဲ့လက်နက်ငယ်စက်ရုံပျက်စီးသွားပြီးရိခါဂိုတောင်နဲ့ခဲယန်းဂိုတောင်မီးလောင်ပျက်စီးသွားတယ်လို့လည်း USO ရဲ့ယနေ့ဧပြီလ9ရက်နေ့ညနေပိုင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အကြံဖတ်စစ်ကောင်စီရဲ့တိုက်ကြီးမှရှိတဲ့ကပ္ပစာ၁၁ကိုတိုက်ခိုက်ခံရပြီးနောက်အတွင်ဖရဲသည့်သတင်းပေးများရဲ့သတင်းပေးပို့ချက်အရလက်နက်ငယ်စက်ယုံပျက်စီးရိတ်ခါကိုတော်နဲ့ခရမ်းကိုတော်မိလောင်ပျက်စီးမှုရှိခဲ့ပြီးအကြံဖတ်စစ်တပ်ရဲ့အရာရှိနဲ့တပ်သား၁၆ဦးပြင်းထန်ဒဏ်ရာရရှိထားပြီး၅ဦးကြဆုံးထားကြောင်းသတင်းရရှိပါတယ်လို့ဖော်ပြထားပါတယ်ကပ္ပစာ၁၁ကိုပြီးခဲ့တဲ့ဧပြီလ၄ရက်နေ့ည၁၀:၀၀ခန့်မှာ USA ရဲ့မဟာမိတ်ဖြစ်တဲ့ Shadow SAF နဲ့ပူးပေါင်းပြီးတာဝေးပစ်မီဆိုင်းတုံး၃လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ USO ကဧပြီလ၅ရက်နေ့နံနက်ပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။ အကြံဖတ်စစ်ကောင်စီကမြန်မာနိုင်ငံနေရာအသီးသီးကိုလိုအပ်တဲ့လက်နက်ခေယမ်းနဲ့အစိတ်ပိုင်းတွေကိုအဲဒီကပါစာ7မှာတစင့်ထောက်ပံ့ပို့ဆောင်နေကြောင်းတက်တွင်းသတင်းပေးအချက်အလက်များရရှိမှုကြောင့်တိုက်ခိုက်ရခြင်းဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။အဲဒီလိုတိုက်ခိုက်ခံရပြီးနောက်မှာစစ်ကောင်စီဘက်ကလုံခြုံရေးတွင်းမြင့်ချင်းအရက်ဝက်မာဖီများနဲ့ပူးပေါင်းပြီးနေရာအနက်နေမီရှင်းလင်းမှုများလှုပ်ဆောင်နေတဲ့အတွက်တော်လန်ပြည်သူတို့နဲ့တော်လန်ညီကိုရဲဘော်တို့တတိထလှုပ်ရှားသွားလာကြဖို့ USO ကတတိပေးထားပါတယ်။ဆက်လက်ပြီးမြို့ပြစစ်စင်ရေးကိုအချိန်တိုးမြင့်သွားမှာဖြစ်တဲ့အတွက်တော်လန်ပြည်သူနဲ့ပူးပေါင်းပါဝင်အားဖြည့်ကြရင်လဲတိုက်တွန်းလို့ဆိုထားပါတယ်။ US ကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ6ရက်ညကလည်းရေကုန်တိုင်းမှာရှိတဲ့ Mobi Latest Scan ကိုတာဝဲပစ်မီဆိုင်းတုံး၅လုံးနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီခေါင်းဆောင်စကိုင်းမျိုးကိုလာရောက်စင်မှာလုံခြုံရေးရင်တန်းမှာအချုပ်ကားအလွတ်တစီပါလာလူငယ်တချို့ဖမ်းဆီးခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်ဘေးတန်တင်နေတဲ့စကိုင်းမြို့ကိုအာနာသိစစ်ကောင်းဆောင်ကဧပြီလ6ရက်နေ့ကလာရောက်စင်မှာလုံခြုံရေးရင်တန်းအပြင်အချုပ်ကားအလွတ်တစည်းပါလိုက်ပါလာပြီးလူငယ်တချို့ဖမ်းဆီးခံလိုက်ရကြောင်းဒေသခံများကပြောပါတယ် အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကဧပြီလ9ရက်နေ့မန္တလေးနဲ့စကိုင်းကိုနေချင်းပြန်တွားရောက်ခဲ့ပါတယ်။ငလင်ပဟိုကျက်နဲ့အနီးဆုံးစကိုင်းမြို့ကိုမန္တလေးမြို့မှာတဆင့်ဧပြီလ6ရက်နေ့နေကင်းပိုင်းမှာရောက်ရှိလာခြင်းဖြစ်ပါတယ်။တက်မ33နဲ့ကကောင်တွေအကုန်လုံခြုံရေးယူတယ်။ထူဆန်းနာကအချုပ်ကားခါလီအလွတ်တစည်းပါလာတယ်ဗျ။ကယ်ဆယ်ရေးလုံနေတဲ့အထက်ကစကိုင်းတိုင်းနဲ့ကလူငယ်တချို့ကိုဖမ်းသွားတယ်လို့လည်းကြားတယ်လို့စကိုင်းမြို့ခံတအူးကပြောပါတယ်။စကိုင်းမြို့ပေါ်မှာလူငယ်တချို့ဖမ်းဆီးခံရကြောင်းစကိုင်းတိုင်းမှာ PDF တအူးကပြောပါတယ်။ ဖန်ဆီးခံရတဲ့လူငယ်တွေနဲ့ပတ်သက်ပြီးအသေးစိတ်မသိရှိရသေးပါဘူးပြည်သူကာကွယ်ရေးတပ်ဖွဲ့များဟာလုံခြုံရေးအခြေအနေအရစကိုင်းမြို့ပေါ်ကိုမတွားကြဘဲမြို့သားညီညွတ်ရေးအစိုးရထိန်းချုပ်ဒေသများတွင်သာကူညီကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်ကလေးတချို့ဖန်ခံရတဲ့ PDF လို့ဆွဆွဲပြီးဖမ်းလာလားစစ်သားစုဆောင်တာလားတော့မသိဘူးလူငယ်တချို့ဖမ်းဆီးခံရတာမှန်တယ်စိတ်ထင်ရတွေလုံနေတာဒီကောင်တွေရဲ့ရုပ်မှန်မှုကိုစကားနဲ့တောင်မပြောတတ်ဘူးလို့စကိုင်းမြို့ခံတူဦးကပြောပါတယ် လက်နက်ကင်ခုခံတော်လိုင်းရေးအားကောင်းဆုံးဖြစ်တဲ့စကိုင်းတိုင်းကိုစစ်ကောင်စီခေါင်းဆောင်က2023ခုနှစ်မတ်လမှနောက်ဆုံးတွားရောက်ခဲ့ပြီးနှစ်နှစ်အကြာငလင်လှုပ်ပြီးနောက်စကိုင်းမြို့ကိုတွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။ငလင်လှုပ်ပြီး၁၀ရက်အကြာမှရောက်ရှိလာခြင်းဖြစ်ပြီးနိုင်ပိုင်းအကြာမှပဲရဟတ်ရင်နဲ့ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။စစ်ကောင်စီဟာငလင်တန်တင့်ဒေတာတွေကိုအရက်ဖက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များကပေးပို့ကူညီမှုများကိုကန့်တတ်နေပြီးတော်လိုင်းရေးအားကောင်းဆုံးဖြစ်တဲ့စကိုင်းတိုင်းကိုကြံဒေတာများထက်ပိုမိုကန့်တတ်ထားပါတယ်။ ငလင်ဘေးကွန်ကြီးကေစရေးအဖွဲ့တွေတီးကြလွတ်လပ်စွာရက်တည်၍ဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံထားတဲ့အဖွဲ့အစည်းများဖြစ်ဖို့လိုပြီးဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုမယ်လို့စစ်ကောင်စီဒုတိယခေါင်းဆောင်ကဧပြီလ9ရက်နေ့ကပြောကြားခဲ့ပါတယ်။စကိုင်းတိုင်းမှာစကိုင်းမြို့ဟာငလင်တန်ကြောင့်ထိခိုက်မှုအများဆုံးဖြစ်ခဲ့ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်စကိုင်းတိုင်းအတွင်းမှာပြည်သူ693ဦးသေဆုံးပြီး2ဦးပျောက်ဆုံးနေက890ဦးဒဏ်ရာရရှိခဲ့ကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG ကဧပြီလ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ငလင်ဘေးတင်ပြည်သူ၄သိန်းကျော်ရှိနေပြီးနေအဆောက်အုံ9000ခန့်ပျက်စီးခဲ့ကအကူအညီများလိုအပ်နေတယ်လို့ NUG ကအသိပေးထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ Sky Villa ကွန်ဒိုအတွင်းမှာကလေးနှုတ်ပါဝင်ရုပ်အလောင်း10လောင်းထပ်တွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့အောင်မြေတာဆန်မြို့နယ်မှာပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အုံအတွင်းမှာကလေးနှုတ်အပါဝင်ရုပ်အလောင်း10လောင်းထပ်မံတွေ့ရှိရာကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကယနေ့ဧပြီလ9ရက်နေ့နေ့လယ်ပိုင်းမှာထုတ်ပြန်ပါတယ်။ Sky Villa Condo အဆောက်အုံပြိုကျပျက်စီးပြီးပိတ်မိနေသူတွေကိုတရုတ်နိုင်ငံမှ Blue Sky Rescue ကေဇေးအဖွဲ့ဝင်များနဲ့ပူးပေါင်း၍ရှာဖွေနေကြောင်းအသိပေးထားပါတယ်။ယနေ့ရှာဖွေကေဇေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာမှာကလေးနှုတ်အပြင်မျိုးသမီးရုပ်အလောင်း၈လောင်းတွေ့ရှိရတယ်လို့ဆိုပါတယ်။ Sky Villa မှာကစုစုပေါင်းရုပ်အလောင်း၁၀၀ဝန်းကျင်တွေ့ထားတယ်။စရင်အရကြံနေသေးတဲ့သူတွေလည်းယာကနန်းလောက်ရှိနေသေးတယ်လို့ Sky Villa Condo အဆောက်အုံမှာရှာဖွေကေဇေးနေသူတို့ကလူတို့တွေဦးကိုရှင်းပြပါတယ်။ March 28ရက်နေ့ကအင်အားပြင်းတဲ့ငလင်မလုတ်ခတ်မီစစ်ကောင်စီရဲ့မန္တလေးတိုင်းအစိုးရအဖွဲ့စရင်အချက်အလက်အရ Sky Villa ကွန်ဒိုမှာနေထိုင်သူလူဦးရေဟာ350ဝန်းကျင်ရှိတယ်လို့သိရပါတယ်။မိသက်ဦးစီးနဲ့ပြပကအဖွဲ့တွေကရှာဖွေရေးဘက်ကိုချုပ်ကန်ပြီးကုညီရေးအသင်းတွေကိုပြန်လည်နေရာခြားထားရေးဘက်ကိုဥတီထားတာရှိတယ်လို့မန္တလေးမြို့ကလူမှုကုညီရေးအသင်းတစ်ခုရဲ့တာဝန်ရှိသူကလူလူຫນွေဦးကိုပြောပါတယ်။အောင်မြေတာဇံမြို့နဲ့လမ်း60 23 24လမ်းကြားမှာရှိတဲ့တအေကအကျယ်ပေါ်မှာတည်ဆောက်ထားတဲ့ Sky Villa ကွန်ဒိုဟာ စတတက်ရှိအဆောက်အုံ၃လုံးတွင်ပါရှိပြီးငလင်လောက်ကတ်မှုကြောင့်အဆောက်အုံ၂လုံးမှာအလုံးစုံပြိုကျပြီးကြံတလုံးဟာ၄တက်ကတ်မြေကြီးတဲ့နေဝင်သွားခဲ့ခြင်းဖြစ်ပါတယ်။ Sky Villa ကွန်ဒိုအင်ယာစီမံကိန်းကိုစစ်တပ်နဲ့ဆက်နွယ်တဲ့အောင်မြင်သူကုမ္ပဏီကတိစောက်ခဲ့ခြင်းဖြစ်ပြီးငလင်တန်ခံနိုင်တယ်လို့ပြောဆိုကြေညာရောက်ချခဲ့၍ဝေဖန်မှုများရှိခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပလက်ဝမှာစစ်ရှောင်ခဲ့ရတဲ့ကြေးရွာပေါင်း၂၁ရွာကို AA ကပြန်လည်နေရာချပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာစစ်ရှောင်ခဲ့ရတဲ့ကြေးရွာပေါင်း22ရွာကိုအာရခတပ်တော် AA ကပြန်လည်နေရာချထားပေးတယ်လို့သိရပါတယ်။အဆိုပါကြေးရွာများအနက်အပေါင်သားကြေးရွာကိုပြီးခဲ့တဲ့ဧပြီလ3ရက်နေ့မှာမူလနေရာမှာပြန်လည်နေရာချထားပေးပြီးလောလောဆယ်အင်အောင်စု7စုလူဦးရေ90ကျော်ခန့်နေထိုင်နိုင်ရန်စီစဉ်ပေးထားတယ်လို့လည်းဒေသခံများကပြောပါတယ်။နောက်ထပ်ကြေးရွာပေါင်း20ကိုပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ကန်ဒီမှာပြန်လည်နေရာချထားပေးခဲ့ခြင်းဖြစ်တယ်လို့လည်းဒေသခံများထံမှသိရပါတယ်။ ပလောဝမြို့နယ်မှာဒေသခံတအူးကရွာနယ်ဆယ်လောက်ကိုတော့ပြန်လည်နေရချထားပေးတာကကြပြီအပေါင်သားရွာကိုပဲဒီလာအတွင်းမှာပြန်လည်နေရချထားပေးတာကိုရွာကိုဒေသမှာပြန်နေရတော့ဝမ်းသာတယ်လို့ပြောပါတယ်ပြန်လည်နေရချထားပေးခြင်းခံရတဲ့ကျေးရွာ21ရွာရဲ့စည်ရင်ကိုနီရစ်စရာကတရှိထားတော့လဲစစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကိုစိုးရင်၍တရင်မှာဖော်ပြနိုင်ခြင်းမရှိသေးပါဘူးပြန်လည်နေရချထားပေးခံရတဲ့ကျေးရွာများမှဒေသခံများမှာပလောဝမြို့နယ်အတွင်းပြီးခဲ့တဲ့2019ခုနှစ်မှာစတင်ကအေအေနဲ့စစ်ကောင်စီတပ်တို့အကြဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့်နေရဆုံးခွာထွက်ပြေးတင်းရှောင်နေရသူတွေဖြစ်ပါတယ် ဲ့ဒီလိုရှောင်တိန်နေစမှာစစ်ကောင်စီတက်ကအဆိုပါကြေးရွာများမှာရှိတဲ့လူနေအိမ်ပေါင်းများစွာကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာအဆိုပါကြေးရွာများမှာဒေသခံများမှာမိမိဒေသတွင်ပြန်လည်နေရာချထား၍နေထိုင်ခွင့်ရနေပေမဲ့တောင်ယာလုပ်ငန်းများလုပ်ကင်ရမှာလုပ်ငန်းခွင်များတွင်စစ်ကောင်စီတက်ကထောင်ထားခဲ့တဲ့စစ်လက်ကျန်မိုင်းတွေရဲ့အန္တရာယ်ကိုစိုးရိမ်ကြောက်လန့်မှုများရှိနေတယ်လို့သိရပါတယ်။ပလောဝမြို့နယ်အပေါင်သားကြေးရွာမှာကိုကျော်ကျော်မင်းကစစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာတွေဖြစ်တာကြောင့်မိုင်းအန္တရာယ်ကိုစိုးရိမ်ရတယ်။တောင်ယာသွားရင်မိုင်းထီမာကိုစိုးရိမ်ရတယ်။ ပလက်ဝမှာမိုင်းအသိပညာပေးတာတွေတော့ရှိတယ်ဒါပေမဲ့အသိပညာပေးရုံနဲ့မလုံလောက်ဘူးလက်တွေ့ကြကြမိုင်းရှင်းပေးဖို့လိုအပ်တယ်အခုကကြောက်ကြောက်လန့်လန့်နဲ့တောင်ရသွားနေရတယ်လို့ပြောပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကယ်လီဖိုးနီးယားပြည်နယ်မှာလူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းနဲ့မြန်မာမိသားစုအတိုင်းဝိုင်းတို့တွေ့ဆုံပွဲကျင်းပဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုဘေးအေရီးယားမှာလူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းကင်အေရစ်နဲ့မြန်မာမိသားစုအတိုင်းဝိုင်းတို့တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ် အဲ့ဒီအခမ်းအနားပွဲကိုဧပြီလ6ရက်နေ့ကကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကြီးအကဲများအားလုံးလွတ်မြောက်ရေးအတွက်တိုက်တွန်းနှိုးဆော်ရန်မြန်မာပြည်ရဲ့အချက်တဲကိုနိုင်ငံတကာမှသတိပြုမိစေရန်နဲ့ဝိုင်းဝန်းကူညီကြရန်စစ်ကောင်စီအပေါ်ပြင်းထန်တဲ့ရေးယူမှုများပြုလုပ်ရန် လွတ်လပ်သောမီဒီယာများမှဝိုင်းဝန်းကူညီကြရန်စသည်တို့ကိုညှိနှိုင်းတိုင်ပင်ရန်အဓိကထားရည်ရွယ်ပြီးတွေးဆုံပွဲကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတွေးဆုံပွဲကို San Francisco ပင်လယ်အော်ဒေသမှ New York မြို့တော်ဝန် Mr. Michael K. Hannon နဲ့ Union City Council Member Mr. Jeff Wan တို့တက်ရောက်အပိစကားများပြောကြားခဲ့ခြင်းဖြစ်ပြီးကိုထိန်လင်း Kim Harris အားဂုဏ်ပြုလွှာချီးမြှင့်ပေးခဲ့ကြောင်းသိရှိရပါတယ်။ဒါပြင်ပကြီးဆီယာမနှုတ်ရင်ကိုယ်တိုင်တက်ရောက်ပြီးသူမရေးဆွဲထားတဲ့ဒေါအောင်ဆန်းစုကြည်ပုံတူပကြီးကားကိုလေလံတင်ရောက်ချခဲ့ပြီး မပန်ဆယ်လိုမှလည်းသူမပိုင်လေဆွဲစတီတို့ကိုလေလံတင်လှူဒန်းခဲ့ကြောင်းဒါအပြင်ရွှေနင်းစီအမေစုနဲ့သူမခွေးလေးပုံပါပကြီကားတို့ကိုလည်းအလူငွေများကြထဲ့ဝင်ကြကမဲဖောက်ပေးခဲ့ကြောင်းသိရှိရပါတယ်။အဲဒီကနေရရှိတဲ့အလူငွေတွေကိုမြန်မာပြည်သူများအတွက်တောက်တုံးရေးအစားအစာစေးဝါးနဲ့ကွယ်လွန်သူများအတွက်တကြိုစရိတ်များ အခြားသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက်လူရန်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာပြည်သူပြည်သားများခံစားနေရတဲ့စစ်ဘေးစစ်တမ်းတဘာဝဘေးအန္တရာယ်ဒဏ်အသီးသီးမှလွတ်မြောက်ကြစေရန်မိထွန်ဆုတောင်းခြင်းနဲ့ဘာသာပေါင်းစုံမှဆုတောင်းမြတ်တာပို့ဆောင်ခြင်းများတစ်ဆက်တည်းကျင်းပခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပေါ့မြို့နယ်ကပ္ပဆာ24မှာစစ်တပ်စစ်ကြောင်းကိုမိုင်းခွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှစစ်ကြောင်းမှုနဲ့တက်ခွဲမှုတို့အပါအဝင်ခုနှစ်ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းပေါ့မြို့နယ်အုံတော်ကြီးရွာနယ်ပေါ့မြို့အကြားထွန်းတစ္ဆာစီဆိုင်အနီးကပ္ပစ24မှစစ်တပ်စစ်ကြောင်းကိုမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဗမာစစ်ကြောင်းမိုးနဲ့တက်ခွဲမှုအပါအဝင်ခုနှစ်ဦးသိမ်းဆုံးခဲ့ကြောင်းစိတ်ဖြူတကူတော့ကြာစုအဖွဲ့ကပြောကြပါတယ်ဧပြီလ3ရက်နေ့နနက်6:09မိနစ်အချိန်မှာတချိန်ညနေ2:23မိနစ်မှာတချိန်ဧပြီလ4ရက်နေ့နနက်6:18မိနစ်မှာတချိန်စုစုပေါင်း3ချိန်ကပ္ပစ24စစ်ကြောင်းကိုပေါ့မြို့နယ်အုံတော်ကြားထွန်းတစ္ဆာစီဆိုင်အနီးမှာမိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါစစ်တပ်စစ်ကြောင်းကမိုင်းများကိုလာရောက်ရှင်းလင်းစဉ်မိုင်းဖောက်ခွဲတက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီတပ်ဘက်မှစစ်ကြောင်းမှုနဲ့တက်ခွဲမှုငမောင်းခေါ်ဘတ်ကျော်တို့အပါအဝင်ခုနှစ်ဦးသေဆုံးပြီးစစ်ချက်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။တစ်ကြိမ်မိုင်းတစ်လုံးနှုံးနဲ့သုံးကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။သေဆုံးသွားတဲ့အရာရှိအလောင်းနှလောင်းနဲ့ဒဏ်ရာအပြင်းထန်ရတဲ့စခ71ဦးကို MI17 နဲ့နေပြည်တော်ဂရင်းတထောင်စေယုံကိုတည်သွားတယ်။စစ်ကြောင်းမှုနဲ့ခွဲမှုငမောင်းခေါ်ငကြော်ကတော့ရန်ကုန်ဇာတိလို့သိရတယ်။စစ်ကြောင်းမှုကဥပွင့်သေးတာပြီးတော့ဒဏ်ရာရတဲ့17ယောက်ထဲမှာ ပေါက်ယာကြီးပြင်ပြူရမှာအထိုင်ချထားတဲ့၃ဖွင့်ပိုကြီးခန့်မှုမောင်လဲပါတယ်ခြေတစ်ဖက်လက်တစ်ဖက်ပြတ်တယ်လို့သိရတယ်ဒယန်ရသူတွေထဲမှာခြေတော့ပြတ်တူလက်ပြတ်တာက2ဦးမျက်လုံးနှလုံးဇုံလုံးကန့်တဲ့သူက2ဦးပါတယ်လို့စိတ်ပြူတကူတော့ကြာစုပ်အဖွဲ့ကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောကြပါတယ်စစ်စင်ရေးတက်ခတ်ရခြင်းမှာပေါက်မြုပ်နဲ့အနောက်ပိုင်းရဲကြီးပကပ2ဦးကိုစစ်ကောင်စီတပ်သားများကစနိုက်ပါနဲ့ခြောက်မြောင်ပစ်ခတ်တာကိုလက်တုံပြန်တဲ့အနေနဲ့မိုင်းစင်ဖောက်ခွဲတက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ် အဆိုပါစစ်စင်ရေးကိုစိတ်ဖြူတကူတော်ကြားစု LDF ဥဆောင်ပြီးပေါတောင်ပိုင်းစုံ1ပကပအဖွဲ့ရဲကြီးပကပနဲ့ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ PDO PDA တို့နဲ့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငတရောက်မြို့မှာစစ်တပ်အတွက်အလုလုပေးနေတဲ့အောင်စိုးပြစ်ခတ်ခံရပြီးတိတ်ဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းငတရောက်မြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်အလုလုပေးနေတဲ့အောင်စိုးကိုပြစ်ခတ်တိုက်ခိုက်ရမှာတိတ်ဆုံးခဲ့ကြောင်းပကံဘလူအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုပါရတယ်။ ယနေ့ဧပြီလ9ရက်နေ့နံနက်ပိုင်းမှာငတရောက်မြို့နယ်အတွင်းမှာရှိတဲ့အကြံဖက်စစ်တပ်နဲ့ပူးပေါင်းပြီးပြည်သူတွေကိုနှီးမျိုးစုံဒုက္ခပေးနေတဲ့စစ်တပ်လက်ဖားစီပြည်သူစစ်အဖွဲ့ဝင်အောင်စိုးကို၎င်းနေအိမ်ဈေးဆိုင်အတွင်းတော်လန်ကြီးရဲဘော်များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရမှာတေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်သူကအကြမ်းဖက်နေနေရဲ့အမိကံပြည်သူစစ်အဖွဲ့ဝင်ဆိုလဲဟုတ်တယ်စစ်တပ်အတွက်လှုပ်လှုပ်ပေးနေတဲ့သူပါလို့ပကံဘလူးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုပကံဘလူးတပ်ဖွဲ့မှတော်လန်ရဲ့ရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ခန့်အပ်ချင်းခံထားရတဲ့အုတ်ချုပ်ရေးမှုများအနေနဲ့အမြန်ဆုံးနှုတ်ထွက်ကြဖို့နဲ့ပြည်သူလူထုနဲ့ပူးပေါင်းပေးကြဖို့နှိုးဆော်ထားပြီးပူးပေါင်းခြင်းမရှိတဲ့စစ်ကောင်စီခန့်အုတ်ချုပ်ရေးမှုတွေကိုပြင်းပြင်းထန်ထန်ရေးယူသွားမှာဖြစ်ကြောင်းသိပေးထုတ်ပြန်ထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။